အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်ဆီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးအားလုံးအတွက်ကိုရဲ့ဆက်ရလာ2025ကနေ15ရက်ဆက်ရလာ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကနာတခုစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးကျွန်တော်မိတ်ဆွေတွေအဲဒီတစ်ပတ်ကာလကဘလိုကံရလေးတွေရှိတယ်ပေါ့နော်အဲ့တော့အလုံးနဲ့ပတ်သက်ပြီးစပြောကြပါစို့နော်အဲဒီတစ်ပတ်ကာလကလေခုနှစ်ရက်သားသမီးအားလုံးနဲ့မှာအင်္ဂါသားသမီးတွေကကံအကောင်းဆုံးလို့ပြောလို့ရတဲ့ထဲမှာပါတယ်ကြနော် တော့အလုံးနဲ့ပတ်သက်လို့ရှိရင်နံပါတ်1ကပြေပောက်ထွက်ပြီးတော့အလုံးလုံးချင်တဲ့သူတွေဆိုရင်ဒီကလာမှာနိုင်ငံသားသွားတဲ့ game ရှိတဲ့အတွက်တော်တော်လေးဝမ်းသာဖို့ကောင်းတယ်။ဟိုနိုင်ငံသားသွားရင်ဗျာသွားအောင်တခုတည်းမဟုတ်ဘူး။ဟိုရောက်ရင်အဆင်ပြေပါမလားလို့မေးစရာတည်းရှိတဲ့ခါမှာဟိုမှာလည်းအဆင်ပြေတဲ့ game ထဲမှာသွားပါတော့လေ။အဲ့တော့ပြေပောက်ထွက်ဖို့ကြိုးစားတဲ့သူတွေဆိုရင်ကိုယ့်ဘက်ကလိုအပ်တဲ့ဟာလေးတွေဒါဖြစ်တင်ပြီးတော့ထွက်ပြအောင်ထွက်ပါ။တခြားဘက်ထွက်ဖို့တော့အခွင့်အရေးပေါ်လာနိုင်မယ်။သွားရင်လည်းအဆင်ပြေတဲ့ game ထဲမှာပါတယ်နော်။အဲ့တော့နိုင်ငံသားသွားလို့သွားကျင်တဲ့သူတွေဆိုအရန်ကောင်းတယ်။ ဒီချက်တစ်ချက်လေးဆိုရင်နိုင်ငံသားသွားဖို့အတွက်အချိန်ကြီးကြာကြီးစောင့်နေရတဲ့သူဆိုရင်ဒီကလာမှာအဆင်ပြေပြီဆိုတဲ့သတင်းစကားလေးတွေကြုံရကြားတတ်တဲ့ gain တွေမှာပါတယ်တချို့ကတော့အဲဒါဂျာဖက်ပြီးပြောတာဗောလေနိုင်ငံသားတော့မသွားဘူးတဲ့ပြည်တွင်းထဲမှာသွားတယ်သွားတဲ့ခါမှာမိသားစုနဲ့သွားရင်သွားမသွားလို့ရှင်ချစ်သူလေးတွေနဲ့အဲခင်မုန်းလေးတွေနဲ့အဲအဲ့လိုမျိုးလေးတွေအလဲဘက်ခီးတော်လကောင်းပျော်ဝဲသားတော်လကောင်းဖျားဖူးတော်လကောင်းသွားတတ်တဲ့ gain တွေမှာပါတာဗောလေသွားပါသွားပြီးတဲ့နောက်ပိုင်းလဲစီဝါလက်လာမတွေပြန်ပြီးတော့တက်လာမယ်လက်လာမတွေပို့ပြီးပို့နေလာမယ်အနေထားလေးတွေရှိတော့ခီးဝေခီးနီးနှစ်ခုတလုံးသွားတတ်တဲ့ gain တွေရှိပါတယ် ဝန်ထမ်းကဖြစ်ခဲ့မယ်ဆိုရင်ပေါ့လေကိုယ်ပိုင်စီးပွားရေးလုပ်တာမဟုတ်ဘဲနဲ့ဝန်ထမ်းနေတာဖြစ်ခဲ့မယ်ဆိုရင်ဒီကလာမှာဘာဖြစ်တယ်လဲမင်းတော့တခုရှိတာကအလုပ်အတွင်းထဲမှာတော့မန္တလေးတိုက်ခိုက်တဲ့အတိုက်ခိုက်တွေရှိတယ်ဆိုတာတော့ဒါအေကံမှုတ်ချပါပဲအထူးသဖြင့်လုပ်ဖို့ကင်ပဲအချင်းချင်းမန္တလေးတိုက်ခိုက်ပြီးအစုဖွဲ့နဲ့ကိုယ်အများနဲ့တရားဝိုင်းတိုက်ခိုက်မယ်ဆိုတဲ့အနေအထားလေးတွေကြုံတယ်ကြုံတဲ့ခါမှာအထက်လူကြီးကလည်းကိုယ့်ဘက်မှာမရှိဘဲနဲ့များတဲ့ဘက်ကိုပဲလိုက်သွားတာတွေဖြစ်တဲ့ခါမှာကိုယ့်ဘက်ကမန်နေဆိုရင်တော့မှဟို ဘယ်လိုပြောမလဲရှင်းပြလို့မရတဲ့အနေအထားလေးဖြစ်ပြီးတော့အများနဲ့တရားတိုက်ခိုက်ရတဲ့ gain ရှိတဲ့အတွက်ဂကျူးဆက်ကမယ်ဘသူဘသူမှမယုံပါနဲ့လူရင်းလူယုံဒုက္ခပေးတတ်တယ်ဆိုတဲ့ကာလတည်းမှာတော့သွားပါပါတယ်နော်အဲ့ဒါလေးဂကျူးဆက်ပေါ့ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေဖို့ဆိုတော့ဒီကာလကစီးပွားလက်လာပါအမှန်တက်မဲ့ကာလတည်းမှာပါတယ်အဲကားနဲ့ပတ်သက်ပြီးတော့ကားလိုင်းထောင်တာဖြစ်စေနော်ဖျားဘူးခီးတွေစီစဉ်တဲ့သူဖြစ်စေပေါ့နော်ဒါဥပမာဖြစ်ပေါ့ပြီးတော့ကားအကြောင်းဝင်လုပ်တဲ့သူတွေဖြစ်စေအမှန်ကောင်းတယ်အဲ့လုပ်ငန်းတွေကနေအကျိုးစီးပွားများစွာရရှိတတ်တယ် ဟိုကြောက်လုံငန်လောက်တဲ့သူတွေဆိုရင်ဒီကလာမှာဝါသနာပိုင်းကြောက်တွေပါတယ်ဖြစ်ပါကြောက်အောင်တတ်တယ်ဆိုတော့ဂိမ်းထဲမှာပါတယ်ရွှေတွေပါတယ်တူးတဲ့သူတွေဆိုတော့ဒီကလာမှာရွှေတွေအောင်ပြီးတော့ရင်နာတူးတဲ့သူတွေဆိုရင်ရင်နာတွေတွေ့ပြီးဆိုပြီးအနေထားတွေကြောက်ဝမ်းတတ်တဲ့အတွက်တမိုးကြီးတဲ့ရွှေတို့နော်အဲရန္နာပစ္စည်းလေးတွေဖြစ်စေကြောက်မြတ်ရန္နာလေးဖြစ်စေခြံနေကားတွေအစားဝင်တဲ့ဂိမ်းထဲမှာပါတော့အမရန်ကောင်းတယ်စီပွားတက်လာပါတက်မဲ့ရက်တစ်ဖက်တာကလာထဲမှာပါပါတယ်ကနော်ဝမ်းသာဖို့လည်းကောင်းပါတယ်တခုလုံးမှာဆိုရင်ဗုဒ္ဓကုသသမီးတလင်းလာသသမီးတွေနဲ့ပူတဲ့တာမြင်မျိုးလောက်ပါ ငါတို့စီကအကြံဉာဏ်အကူအညီလေးတွေရရှိပိုင်ဆိုင်ပါလိမ့်မယ်နော်အဲမိသားစုတို့ခုလို့ Golden Derby ပြောမယ်ဆိုရင်လေအင်္ဂါသားသမီးတွေဒီကလာမှာသားသမီးကြောင့်နည်းနည်းလေးစိတ်တော်ကရောက်တာတို့ညီကိုမောင်နှမကြောင့်စိတ်တော်ကရောက်တာတို့မိဘကြောင့်စိတ်တော်ကရောက်တာတို့အဲ့ဒါမျိုးလေးတွေသွားဖြစ်တယ်အဲ့ဒီကုတ်မိဘညီကိုမောင်နှမဒီသားသမီးတွေကနေမှာကျမ်းမာရေးညနဲ့သတင်းစကားလေးတွေကြုံရကြတော့သူတို့ကိုအကြောင်းပြုပြီးတော့ကိုကအပူလေးတွေကြုံတာပေါ့လေနော်အဲ့အဲ့ဒါမျိုးလေးတွေဖြစ်တဲ့ game ပါတယ်အတွက်အထူးသတိထားပဲကိုကြောင့်ဖြစ်တာနည်းနည်းသူတို့ကြောင့်ဖြစ်တာများများပါ ပြီးတော့ကျမ်းမာရေးလို့ခေါင်းစဉ်တက်ပြီးပြောမယ်ဆိုရင်အင်္ဂါသားသမီးတွေခေါင်းကိုခေါင်းကိုက်ခေါင်းအောင်နောက်ကြတဲ့ညဘက်အိတ်မပြောတာတွေအိမ်မှာမနေကျင်တာတို့အလုပ်တွေမလုပ်ကျင်တာတို့တနေရာကိုသွားကျင်လာခြင်းပြောင်းရွှေ့ရွှေ့ကျင်တဲ့အဲ့လိုမျိုးမွန်းကျက်နေတာမျိုးတွေဖြစ်တတ်တယ်ဗျစိတ်လေးတွေလေနည်းနည်းလေးမွန်းကျက်နေတာမျိုးတွေဖြစ်ပြီးတော့သွားကျင်လာခြင်းတဲ့စိတ်တွေတအားပေါ်တယ်ခြေထောက်တွေရားနေတယ်လို့အောင်ဖြစ်လာတဲ့ကိန်းရှိတယ်နော်ဂေယူဆိုင်ပေါ့နောက်ဒါအပြင်အစာအိမ်တွေဘာတွေရုပ်ရထရောင်တာမျိုးတွေအမျိုးသားတွေဆိုရင်စီးနေပတ်သက်တဲ့ရောဂါတွေဖြစ်တာဖြစ်တတ်တယ်ဂေယူဆိုင်ပဲအဲ့ဒီမှာဖြစ်တတ်တဲ့သဘာဝလေးတစ်ခုကိုထည့်ပြောမယ်ဆိုရင် ပြည်ပသားဖို့ကြိုးစားနေတဲ့သူတွေဆိုရင်စေးရီပိုင်စစ်တဲ့ခါမှာစေးကြသွားမျိုးတွေဖြစ်တဲ့ခယူဆိုင်ပါတချို့မိဘတွေဒီမှာကိုယ်တန်သမီးတွေကမူရစေဝါတွေကိုယ့်ရဲ့အိမ်တော်ဘက်လင်တွေကတောက်စားပြီးတော့မူရစေဝါတွေတုံးဆွဲပြီးပြက်စီပြီးမိသားစုကိုပြန်မကြည့်တဲ့အတွက်စိတ်တော်ကရောက်စရာလေးတွေဖြစ်တဲ့အနေအထားလေးတွေကြုံရမယ်ဆိုတဲ့ကိစ္စမှာသွားပါတယ်အဲ့တော့ခြုံရမယ်ဆိုရင်ကိုယ့်ကြောက်တော့တော့ကမရဘူးခုနကကိုယ့်လင်ကြောက်ဒါတန်သမီးကြောက်ဆွေမျိုးညီကိုမမကြောက်အဲ့ဒါတွေကိုအကြောင်းပြုပြီးတော့သွားပြီးစိတ်တော်ကရောက်ကိုရောက်မယ်ဆိုတဲ့အနေအထားကြီးဖြစ်နေတော့တော်တော်လေးတော့ခယူဆိုင်မှာရလိမ့်မယ်နော် အခါမသိသူတို့ကိုအကြောင်းပြုပြီးတော့ကိုပါအဲရုံရောင်ခေရောင်ပြဿနာကြီးလောင်းလိုက်ဖြေရှင်းရတဲ့အနေအထားကြီးပါသွားတယ်နော်ငွေချင်းနဲ့ပတ်သက်ရင်တော့ဘာမှဆက်မပူပါနဲ့နော်ဒီကလာကထီစုပြီးပေါ့လို့ပတ်စံအများကြီးရတဲ့ဂိမ်းလေးတွေရှိတယ်စီဝါလက်လာပါလေးတွေတက်တဲ့ဂိမ်းရှိတယ်အကျိုးလေးပါလေးပြန်ရတာတို့ကိုအကူကြီးဆောက်ချောက်ပေးမဲ့ထုတ်ပြီးတော့ပတ်စံချပေးမဲ့သူယင်းနေပေးမဲ့သူတွေအားစားပေါ်လာတာတွေအားစားဖြစ်တဲ့ဂိမ်းလေးတွေရှိတော့ဘာမှဆက်ပူစရာမလိုဘူးတော်တော်လေးအားကောင်းပါတယ်တချို့အိမ်တော်တဲ့အမျိုးသမီးလေးတွေဆိုရင်ဒီကလာမှာသားသမီးယန္တနာလေးတွေထုံးကားမယ်ဆိုတဲ့အနေအထားကြီးလောင်းကြောင်းတက်တဲ့ဂိမ်းလေးတွေရှိပါတယ်နော် ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့အင်္ဂါတာသမီတွေအညံ့တွေရှိတယ်။ဆောင်းဝဲဖြစ်ဆောင်းဝဲကြက်တဲ့ကိန်းရှိတဲ့အတွက်ဝရိယအလေးထားပြီးကြိုးစားပါ။အဲစိတ်ကလေးဟိုဟာဘယ်လိုပြောမလဲစိတ်တွေလေပြီးတော့ပေါ့ဟိုပျော်ခြင်းပါခြင်းတောက်ခြင်းစားခြင်းသွားခြင်းလာခြင်းစသည်အဖြစ်ပေါ့နော်အခြေအနေတော်ကြီးစသည်အဖြစ်အိပ်ဘက်ဒီမှာအာယုံများပြီးတော့ပညာရေးဘက်ကိုအာယုံမဆိုင်နိုင်တဲ့အခါမှာပညာရေးအားနည်းတာဖြစ်တဲ့ဒါပြင်ဘာသာရေးပါသွားပြီးအားနည်းသွားတာမျိုးတွေဖြစ်တဲ့ဖျားလိုက်ပါလေရှေ့ကွန်ရှင်တွေသိမရှိတော့ဘဲနဲ့လေဒါမှမဟုတ်အလုပ်များတဲ့ပြင်မနဲ့တခြားအကြောင်းအကြောင်းပြချက်တွေကြောင့် ဖျားလေးပါလေးပုံမှန်မရှိဝင်မိတာတွေအားစားဖြစ်တဲ့တော့ဘာသာရေးကိုတော့ PPC လုပ်မယ်ပညာရေးကိုလည်း PPC ကျူတာမှအောင်လိမ့်မယ်နော်အခြေအနေအောင်နေပတ်သက်ပြီးပြောချင်တာကတော့အကောင့်အဆိုရောနေတာလေးတွေရှိပါတယ်ချစ်သူမရှိတဲ့သူတွေဆိုရင်ဒီကလာမှာချစ်သူရလိမ့်မယ်ချစ်သူရှိတဲ့သူတွေဆိုတော့ရုပ်ရည်အိမ်အောင်ကြတဲ့တယ်ကြရင်တော့ကြတဲ့အိမ်အောင်ကဟိုဘယ်လိုပြောမလဲကောင်းမှုခန္ဓာနာမင်္ဂလာဆောင်ပြီးကြတဲ့အိမ်အောင်နဲ့ဆိုင်ခိုးရလိုက်ပြီးတော့ကြတာမျိုးတို့နားနဲ့မှုနဲ့အတူတူနေပြီးကြတဲ့အိမ်အောင်မျိုးတို့အဲ့လိုပုံစံမျိုးဖြစ်တဲ့တယ် အဲ့တော့အဲ့ဒါကိုကောင်းတယ်လို့သဘောထားတယ်ဆိုတော့ကောင်းတယ်မကောင်းလို့ပြောရင်လည်းမကောင်းဘူးကျွန်တော်နေရတယ်ကမကောင်းဘူးပေါ့နော်နောက်တစ်ခုဒီကလာမှာအချစ်မှာချစ်သူတွေပါရခဲ့တယ်ရှိတော့ပေချာလေးစုံစမ်းစစ်သပြီးမှလက်ခံပါနောက်တော့မရှင်းတာလေးတွေဖြစ်တတ်တယ်တချို့တွေဆိုဒီကလာမှာကိုကိုတိုင်ကလည်းအိမ်တော်ကြီးအဆင်မပြေဘူးအချစ်ကြီးအဆင်မပြေဘူးဒါပေမဲ့ကွယ်လာမရင်တရားရုံးမကွယ်ဘူးအဲ့မှာစိတ်ထပေါင်းအနေနဲ့နောက်တစ်ယောက်နဲ့ထပ်ပြီးပတ်သက်မိတယ်ပေါ့နော်အဲ့တော့၃ဆန်ဖြစ်သွားတယ်အကြိမ်များအခက်မသိရင်ထပ်ပြီးပတ်သက်တဲ့သူကလည်းချစ်သူရှိတဲ့ဒလိုဒလန်သို့မဟုတ်အိမ်တော်ရှိတဲ့ဒလိုဒလန် တရားဝင်กว่าမရှင်းရသေးတဲ့သူတွေနဲ့တွားပြီးပတ်သက်မိတဲ့အခါမှာလေးဝန်ဆောင်တွေဘာတွေကသာထားပြတဲ့ဂိမ်းတွေမှာပါတော့အခြေအိမ်ဆောင်ရေးကိုတော့ကျွန်တော်အသိအာမပေးခြင်းဘူးအဲ့လိုအရှုပ်ချက်တွေကြားတွေကနေရှစ်ဒေါ်လာရတဲ့အနေထားကြီးတွေပဲကျွန်တော်တော်တော်အေးအေးချမ်းချမ်းမဟုတ်ဘူးပူပူလောင်လောင်ကြီးဖြစ်တဲ့အထူးသတိထားပေးနော်အထူးသဖြင့်ကိုချစ်သူအိမ်ဆောင်ဘက်ကတော့အကဲအမြအဲတနင်္ဂနွေတာသမီတောက်ကြတာသမီဆိုရင်ပို့ဆိုးတာပေါ့ဂယူတွေစိုက်ပေးလေနော်နိုဝင်ဘာလ10ရက်11ရက်12ရက်13ရက်14ရက်15ရက်အမရန်ကန်ကောင်းတဲ့ရက်အပိုင်းခြားတွေဖြစ်တယ် ဘဝအတွက်အရေးပါတဲ့ service တွေကိုချမှတ်နိုင်သောအနေအထားလေးတွေရှိမယ်။မရောက်ဘူးမသွားဘူးမလာဘူးတဲ့နေရာဒေသတွေကိုခရီးကောင်းတွေသွားရတဲ့အနေအထားလေးတွေရှိမယ်။ပြည်တွင်းနဲ့မဟုတ်ဘူးပြည်ပနိုင်ငံခြားခရီးတွေပါသွားရမယ့်အနေအထားတွေကြုံရလိမ့်မယ်။တခါမှမလုပ်ဘူးတဲ့အလုပ်တွေလုပ်ရတာတို့မရောက်ဘူးတဲ့ပတ်ဝန်းကျင်မှာဒီမကြုံဘူးတဲ့လူမျိုးဘာသာကြားတွေနဲ့စုပေါင်းဆက်ပေါင်းပေါင်းစည်းပြီးလုပ်ရတာတို့နဲ့အမှန်တန်ကောင်းသောလုပ်ငန်းချင်းတွေဖြစ်လာလိမ့်မယ်။ဥစ္စာပစ္စည်းလေးတွေအကြောင်းမဲ့ရတာတွေအစထူးခြားသွားပြည်စုံသွားကိုယ့်စီကိုဝင်ရောက်လာမယ်ဆိုတဲ့အနေအထားလေးတွေပေါ်မယ်။အခြေသက်တွေပေါ်ပေါက်လာတယ်မယ်ကိန်း ်ချမ်းမြေတွေပါတယ်ဝင်တဲ့ဂိမ်းတွေရှိတဲ့တို့ကဝမ်းသာဖို့ကောင်းတယ်အဲနိုဝင်ဘာလ9ရက်တရက်ကတော့နည်းနည်းလေးအညံ့ရှိတော့လူမွေနဲ့ပတ်သက်ပြီးတော့သတိထားမယ်အောက်လက်ငွေသားတွေစက်ညင်ဒေါ်လာနာမိသားစုကိုအကြောင်းပြုပြီးတော့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်တာမျိုးတွေကြုံရတဲ့တော့အထူးသတိထားပါနော်ကြက်တို့ရောင်အနီရောင်ပန်းရောင်အဖျော်တို့ကိုမိမိတို့ယုံမိမိတို့ဒီဝတ်စားတွေဝတ်တဲ့အခါမှာဗောလေဒီကာလမှာအဓိကထားပြီးဝတ်ဆင်သုံးဆွဲပေးရမယ်ဒါအပြင်ခေပန်းကြာပန်းကြောက်စိန်ပန်းလီလီပန်းအဲ့ဒီပန်းတွေကတော့ မိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖခင်မှာဖခင်ပန်းကတာဖြစ်စေအနေအဲ့ခါနေမှာအလဘောင်ထိုးတဲ့နေရာမှာပဲဖြစ်စေပြုလို့သုံးဆွဲပေးပါနော်အဲ့တော့ကျောင်းဝင်းရဲ့အညာနေကင်းပြီးတော့ကောင်းတဲ့ကံနေပို့ကောင်းအောင်မလုပ်ကြမလဲပေါ့နော်ကြီးခေါင်းလောင်းလေးတစ်လုံးဝင်ရမယ်ဖခင်တွေမှာခေါင်းလောင်းလေးတွေချိတ်ပြီးလူကလာကြီးနေလို့တဲ့ခေါင်းလောင်းလေးရှိတယ်အဲ့ခေါင်းလောင်းလေးမှာကိုယ့်ရဲ့နာမည်နဲ့ကိုကအင်္ဂါသားသမီးဆိုအင်္ဂါသမီးပေါ့အင်္ဂါသားဆိုအင်္ဂါသားကောင်းမှုဆိုတဲ့စာလေးရေးထိုးပြီးတော့နော်အမနဲ့စောစောလေးမှာကိုယ့်ရဲ့တောင်းအမြင့်တဲ့နေရာလေးမှာတော့ရောက်ချိတ်စွန်းလူရမ်းပေးလိုက် လေတိုက်လို့ခေါင်းလုံးတွေကကလင်ကလင်ကလင်မီတာနဲ့မြကိုယ့်ရဲ့ငွေကြေးစီးပွားလက်လာပါတွေတရေတက်လာလိမ့်မယ်။ဒါအပြင်အញ្ញံခိုက်တွေကင်းအောင်လမ်းမှာခြိုက်ခွက်ရှိတဲ့နေရာလေးတွေကိုတဲနဲ့လမ်းခင်းပြအောင်ခင်းပြလိုက်။တချို့ကအဲ့လိုခင်းရတာခက်တဲ့လူတွေအဆင်မပြေဘူးဆိုရင်လည်းလမ်းခင်းတဲ့နေရာတွေမှာဟိုငွေကြေးပေါ့နော်တနိုင်တော့လေးပါဝင်လူတန်းပြအောင်လူတန်းပေးလိုက်ပါ။ဒါဆိုတော့ကျောင်းရတဲ့အញ្ញံတွေအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်။အင်္ဂါသသမီအားလုံးစိတ်အချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ဆရာဆုမကောင်းတောင်းဝေးပါတယ်ကြော်နော်။